ာနာသိန်းစစ်တပ်ကကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးဖို့ရှောက်တဲ့ပုံစံ15တွေပေးပို့ရမယ်ဆိုပြီးဒူဘိုင်းမြို့မှာရှိတဲ့စစ်ကောင်စီတန်ယုံကပတ်စပို့ဝန်ဆောင်မှုပေးတဲ့အေဂျင့်တွေကိုဖိအားပေးထားတယ်လို့နှီးဆက်သူတွေစီကနေသိရပါဗျာ။ ဒူဘိုင်းရောက်မြန်မာတွေအနေနဲ့ passport တက်တန်းတိုးတာကိုအေဂျင့်ကနေတဆင့်လောက်တာ ဖြစ်လို့ရွေးကောက်ပွဲမှာကြိုတင်မဲပေးဖို့အေဂျင့်တစ်ယောက်ကိုပုံစံ15ရှောက်လွာအခုရေ90တာဝန်ယူပေးဖို့တန်ယုံကအကြက်ကင်ဖိအားပေးနေရလို့ဆိုပါတယ်။ဒါကြောင့်ဒူဘိုင်းရောက်မြန်မာတော်တော်များများကပုံစံ15မတင်ခြင်းတဲ့အတွက် passport တက်တန်းတိုးဖို့ကိုအချိန်ရနိုင်သလောက်ရွှေ့ထားကြရလို့သိရပါတယ်။ မလဲတာလို့ပုံစံ15ဖြည့်တင်ရမယ်ဆိုရင်လည်းမဲပေးရမယ့်နေ့မှာတန်ရုံကိုတွားရောက်မဲပေးမှာမဟုတ်ဘူးလို့ဒူဘိုင်းရောက်မြန်မာနိုင်ငံသားတချို့ကပြောပါရယ်စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကိုဒီဇင်ဘာလကုန်မှာစလုပ်မယ်ဆိုပြီးကြေညာပြီးတဲ့နောက်ပြည်ပရောက်မြန်မာနိုင်ငံသားတွေကြိုတင်မဲပေးဖို့တိုက်တွန်းနေတယ်လို့မဲပေးခွင့်အတွက်ကိုယ်ရေးအချက်အလက်တွေဖြည့်ရတဲ့ပုံစံ15တင်ရမယ့်ရက်ကိုလည်းထပ်တိုးထားပါရရှင်။